နုနုရွရွလေးအဲကိုချစ်ကလည်းနုနုလေးမမချစ်ကလည်းနုနုလေးအဲ့လိုမျိုးလေးပဲရင်ခုန်နေရပဲရှိတာဟုတ်အဲ့ဆိုတော့မမမောင်လေးကိုရမ်းချင်းမဲ့ character ဖြစ်နေရတယ်ဆိုတော့အဲ့အချစ်ကိုကိုလက်ခံနိုင်ပါမလားလို့အချစ်ခံရမှုနဲ့ဘာလို့ပြင်ဆင်ထားလဲသက်လာလေးနေပေးရုံပဲချို့ပြောကြရပေါ့နော်ရေမတဲကဟိုမြစ်တာကြောင့်ချစ်တယ်လို့စိတ်ထားလှတယ်အဓိကတော့အပြင်းမန်းတဲ့တဲ့အောင်အရင်ချစ်ကြတာပါအားလုံးအားလုံး ရင်ခုန်နေရပဲရှိတယ်ဟုတ်အဲ့ဆိုတော့မမမောင်လေးကိုရမ်းချင်းမဲ့ character ဖြစ်နေရတယ်ဆိုတော့အဲ့အချစ်ကိုကိုလက်ခံနိုင်မှာမလားလို့အချစ်ခံရမှုနဲ့ဘာလို့ပြင်ဆင်ထားလဲလာလာလေးနေပေးရုံပဲ။ဟာ။ဆက်ပြီးမှမမကလည်းလာလေးချစ်ပေးမှာလား။နူနူလေးကြံကြံလေးချစ်မှာလားဘယ်လိုချစ်လဲ။နူနူရွရွလေး။အဲကိုချစ်ကလည်းနူနူလေးမမချစ်ကလည်းနူနူလေးအဲ့လိုမျိုးလေးပဲ။အဓိကဟိုအဲ့မော်နော်ဟို လူတစ်ယောက်ကတစ်ယောက်ကိုချစ်တယ်ဆိုတာတချို့ပြောကြရပေါ့နော်ရေမတဲ့ကဟိုမြစ်တာကြောင့်ချစ်တယ်လို့စိတ်ထားလှတယ်အဓိကတော့အပြင်းမန်းတဲ့ရံကိုအရင်ချစ်ကြတာပါအားလုံးကလေဘလောက်ပဲဟိုစိတ်ထားလှရပြီပဲကိုမချစ်ဘူးသူကိုရုပ်ဆိုးတဲ့တမိုင်လည်းချစ်ချင်မှချစ်ချစ်တာပါအပြင်းမန်းတဲ့ရံကိုအရင်ချစ်ပြီးသွားမှအထက်ကနှလုံးသားကိုပဲခံစားကြတာပါကိုလည်းဒီတည်းကလူတစ်ယောက်ပါပဲဒီကတော့ first impression ကဒါ physical ဖြစ်နေရမှာဒါပေါ့အာ first impression က အဲအဓိကတော့ယောက်ျားလေးတယောက်မှာရော main ကလေးအဲလူတွေအားလုံးမှာ personal hygiene ကောင်းရမယ်အဲဒီလိုမျိုးလေးပေါ့ first impression ဒီလိုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအချက်လေးပဲလို့ထင်ပါတယ်နောက်ပိုင်းကမှတန်ရုံးစင်တွေပါလာမယ်အဲမြစ်တရာမြစ်တာတွေပါလာမယ်အဲအဲ့လိုညှိတွယ်မှုတွေပါလာမယ်တဏှာတော့နောက်ဆုံးပါအဲပြောရကြအဲ့လိုပြောရင်ကျွန်တော်ကစပြီးဇက်ကိုဖတ်ထဲကမချောဆူကောင်းပါပဲလို့တော့တွေးခဲ့မိတယ် ဆိုကွတ်တီဖြစ်သွားတာပေါ့နော်အဲဆိုဟိုဒီအသက်အရွယ်ဒီကာရိုက်တာဒီအချိန်မှာပြန်စဉ်းစားပြီးတော့မချုံတဲ့အလိုက်ဖက်ဆုံးကိုကျွန်တော်တွေးမိရဲဆိုတော့လေဒါကိုတွေးရတွေးပါဟိုအဲ့ဒါမှအမဖြစ်သွားပို့ပြီးတော့ဟိုပြောတာပေါ့ဟုတ်ဟုတ်ကဲ့အဲဆိုအရှိမအမကာကြီးလေအဲခုကျွန်တော်အောင်နေကကျွန်တော်အရင်ရင်းနှီးဆုံးနေပြတော့အခုနဲ့မချုံအောင်အမြင်နဲ့ရိုက်တော့ဟိုအခုကာကြီးကြည့်နေအမတို့ကာကြီးအမတို့နဲ့အခုတူတူကြည့်ပြနေအမြင်နဲ့လဲတောက်လျှောက်မဆီရီလဲကြည့်ပြတာပေါ့နော်ဟုတ်ကဲ့ တော့ဒါဘာကိုရဲ့အစ်ကအရန်ဆန်းကျင်တယ်ဟုတ်တယ်ပြောပြပါဦးဘာကိုတရားနေနေတာဘလော့ကီတောင်ဆန်းကျင်အာရန်လဲချစ်တက်တယ်ဟိုအရန်လဲမှတ်တက်တယ်ပေါ့အာအချစ်လဲကြည့်ပါလေအမျိုးလဲကြည့်ရနော်ဟုတ်တယ်ဟုတ်တယ်ဒါမဲ့ကိုကူကိုအနေနဲ့ကတော့ဘာကိုပြန်ပြီးရွေးချယ်ဟုတ်ဟမ်ပြန်ပြီးညှုတ်ခိုင်းကိုလိုတူနေမှာဆိုလို့အေးဟုတ်တယ်နော်အများဖိုက်နေမှာဆိုလို့အဲ့လိုမျိုးလေးပေါ့နင်းနဲ့ မပါပါဘူးအဲ့လိုမပြောပါဘူးလားဟုတ်တယ်အဲ့လိုမပြောပါနဲ့ပလီခံတာပါအဲငါပလီမခံဘူးပလီခံရကန်ဒီကြိုင်ကိုပဲပလီလိုက်ပါအာဟုတ်တယ်နော်အဲ့ဒါတော့ဘာကိုဒီမှာအဲ့လိုအစွမ်းရှိတယ်ဆိုတော့ဟိုအဲ့ဒါအချင်းချင်းပဲတည်တယ်နော်ဘာကိုအော် TikTok ဘာကိုအဲ့ဒါအချင်းချင်းတော့နားလေတယ်ဆိုင်းနေရရောအဲ့ဒါကြတော့ဘယ်ဆိုင်ဖြစ်ဖြစ်ပါကိုဘာကိုမဟုတ်ဘူးပြီးရောဘာကိုတော့မရွေးဘူး ဟုတ်တယ်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 ဘာကိုအချင်းချင်းပေါင်းလို့ရတယ်ကိုရွေးချယ်မဲ့သူတာပေါင်းလို့မရတာအဲ့လိုမျိုးနောက်ပိုင်းကျတော့ဒီ zoro sign တွေကိုလေပို့ပြီးတော့တတိထားမိတယ်လူတယောက်နဲ့တယောက်အဲ့ sign တွေနဲ့ပတ်သက်တဲ့လူတွေကတော်တော်တူကြရပါဘောနော်အဲတော်တော်များပါတယ်ဟော lib libra တို့ scorpio တို့အာ gemini တို့နဲ့တော်တော်တဲ့တယ်အဲ့ဘာကိုတွေက တဲ့ပါတယ် Aries တဲ့ပါတယ်ဟိုဒါအခုလောလောဆယ်ပေါင်းပြနေတဲ့လူတွေပေါ့နော်ဟုတ်အဲ social media မှာတက်လာတဲ့ဒီ post တွေပေါ့နော်ဒီ zodiac sign တွေနဲ့ပတ်တိုင်တော်တော်မှန်ပါတယ်ပြီးတော့မှန်လို့လို့ကိုကိုကိုတော်ခိုင်ကြလို့ရှင်ကိုဗာကိုလေသူများဝင်ရေးတယ်ဆိုလို့ရှိရင်တော့အော်မှန်ပါလားလို့တော့တွေးမိတယ်ဟုတ်တယ်နော်ဆိုတော့ဒီဗာကိုရဲ့ data site တွေမှာပေါ့ခင်ဗျားရဲ့ညာပေါ်မှာများဖြစ်နေတယ်အင်းလူတယောက်နဲ့တယောက်တော့မတူဘူးပေါ့ဟို ငင်းရောပို့ဆိုးတယ်ဟိုအဲ့လိုပဲကိုသဘောကျနစ်တက်တဲ့လူတယောက်ကအဲ့လိုဒါတော့မကောင်းတဲ့အချက်ပေါ့နော်တခြားအဲ့လိုလူတိုင်းမှာတော့ဟိုချစ်သူကြီးစားတော့ရှိကြအောင်ပါပဲအဲ့လိုဘသူရှိတယ်ဆိုတာမသိချင်ဘူးကျွန်တော်ကျွန်တော်ဆိုင်မှာရှိရင်ရှိရရတယ်ဟုတ်တယ်လားကျွန်တော်တူတယ်ကြည့်အဲ့လိုဘသူဆိုတာမသိချင်ဘူးဟုတ်တယ်မလားဘသူဆိုတာမသိချင်ဘူးကိုတယောက်ပဲသိချင်ကိုတယောက်ပဲရှိစေချင်တာသူ့ဘဝမှာအဲ့လိုမျိုးဘသူဆိုတာတိသွားရင်အမှနည်းနည်း impression ကျသွားပြီသူ့ဘဝမှာ first impression ကအဲ့ဒီလူနဲ့ပတ်တိုင်တယ်ဒါကတော့ဒါကတော့ကျွန်တော်ထင်တယ်နည်းနည်း selfish ဖြစ်တာပါဟိုအမြဲတော့ကိုတယောက်တည်းနော်အာသူ့ပဲဖို့ခေါ်နေရတယ်နားမှာသူရှိရတော့ဟုတ်ကဲ့ဘောမကိုတယောက်တည်းနဲ့ဖြတ်တမ်းမယ်လို့မဟုတ်ဘူးအဲကြုံတွေ့ခဲ့ရတဲ့လူတွေတော့ရှိမှာဒါပေမဲ့နည်းနည်းအဲ့အတ္တကတော့မကောင်းပါဘူးကိုပဲဖြစ်ချင်တာသူ့ဘောမှာ